မိတ်ဆွေများမင်္ဂလာပါဗျာဘေကင်းကျမ်းမာကြပါစေမြို့တစ္ဆာ channel ကနေပြီးတော့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ညပိုင်းသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီနေ့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဒီရေတားချေဗမောက်ကတာမြိုင်နဲ့ဒီမော့ဆုမြို့နယ်မှာရှိတဲ့ခြေရွာတွေကိုစစ်တပ်ကလေရင်နဲ့ဇက်တိုက်ဘုံကျဲတယ်ဆိုတဲ့သတင်း နောက်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ပြည်ထောင်စုလွှတ်တော်ကုသပြုကော်မတီ CRPH ကဒီနေ့ကြေညာတဲ့ဆိုတဲ့သတင်းနောက်မိုးကုတ်မြို့မှာတိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတယ်ဆိုတဲ့အကြောင်းလဲတင်ပြကြပါရစေပြီးတော့ဖဲကုံနဲ့ပင်လောင်းမြို့နယ်အဆက်မှာတိုက်ပွဲတွေဖြစ်ပြီးတော့စစ်ဗိုလ်တအူအပါအဝင်9ဦးသေဆုံးပြီးတော့2ဦးလက်နက်နဲ့ခရမ်းနဲ့အတူဖမ်းဆီးရမိတယ်ဆိုတဲ့သတင်း ပြီးတော့ဒီစစ်ရေးလိုအပ်ချက်အရချောင်းဦးနယ်တွင်းကလမ်းပိုင်းတွေအသုံးမပြုဖို့ပကဖကသတင်းထုတ်ပြန်လိုက်တဲ့အကြောင်းလည်းရှိပါတယ်။နောက်ပြီးတော့နိုင်ရီကန်ဗျူဟာကိုတက်ကူနဲ့ရိတ်ခါတွေဇက်တိုက်ပို့နေပြီးတော့အဲ့ဒီယိုးမပေါ်မှာတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်ခင်ဗျာ။ဒီသတင်းတွေကိုသူသည်တင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းအနေနဲ့ဒီစစ်ကောင်စီကနည်းနည်းရရမှာဘုံတွေလိုက်ကျဲနေတယ်ဆိုတဲ့သတင်းကိုစတင်တင်ဆက်ပေးကြပါမယ်။ ဒီပဲခူးတိုင်းရာရှိမြို့နယ်၊စကိုင်းတိုင်းဗမောက်မြို့နယ်နဲ့ကတာမြို့နယ်၊မကွေးတိုင်းမြိုင်မြို့နယ်၊ကရင်နီပြည်နယ်ဒီမော့စုမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်နဲ့ဇက်တိုက်ဗုံးကျဲတိုက်ခိုက်တဲ့အကြောင်းတော်လိုင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်နဲ့ဒေသခံပြည်သူတွေဇီကနေပြီးတော့သိရပါတယ်ခင်ဗျာ။နောက်ဒီဇင်ဘာလ9ရက်နေ့မှာဒီရေရာရှိမြို့နယ်စစ်တောင်းမြစ်အရှိတ်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကဂျိုင်းတို့ကော်ပိုရိတ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီဘုံကျဲတက်ခိုက်မှုအတွင်မှာပြည်သူတွေထိခိုက်မှုမရှိဘဲနဲ့ကျေးရွာပြပကိုသာဘုံတွေကြောက်ပောက်ကွဲခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာနောက်ပြီးတော့အလားတူပါပဲဒီဇင်ဘာလ၁ရက်နေ့ကနေ၆ရက်နေ့အထိဗမောက်မြို့ကိုအကြံဖက်စစ်တပ်ကဂျက်ဖိုက်တာဝိုင်တွဲလေယာဉ်တို့နဲ့ဇက်တိုက်ဘုံကျဲတက်ခိုက်ခဲ့ပါတယ်အဲ့ဒီဘုံကျက်တက်ခတ်မှုအတွင်းမှာတော့ဒီနေအိမ်တွေပျက်စီးတာတွေရှိခဲ့ပြီးတော့ပြည်သူတွေထိခိုက်ဒေဆုံးမှုမရှိတဲ့အကြောင်းလဲသိရပါတယ်ခင်ဗျာ ဒီအကြံပေးစစ်တပ်နဲ့ SNA အဖွဲ့အားဗမောက်မျိုးကိုပြန်လည်ရရှိဖို့ဒီအပြင်းထန်ထူးဆန်းတိုက်ခိုက်နေပေမဲ့လည်းမျိုးရဲကိုဝင်ရောက်နိုင်တာမရှိသေးဘူးလို့သိရပါတယ်စစ်တပ်ဘက်ကလည်းထိခိုက်ကြဆုံမှုတွေများပြားတဲ့အကြောင်းဗမောက်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ် ဒီဒါအပြင်ဒီဇင်ဘာလ9ရက်နေ့မှာကတာမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေရင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရှိခဲ့တဲ့အကြောင်းကတာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုပါရယ်ဒီအကြမ်းဖက်စစ်တပ်ဟာကတာမြို့နယ်အတွင်းမှာရှိတဲ့နတ်ဆန်ကျေးရွာစာတင်ကျောင်းကျောက်တုံးကြီးကျေးရွာနဲ့ကပ်ပလိတ်ကျေးရွာတို့ကိုလေရင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါရယ်အဲ့ဒီကျမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်မှုအတွင်းမှာကြောက်ထုံးကြီးကျေးရွာကမြို့သူ2ဦး ကပလိတ်ကြေးရွာကမြို့သမီးတဦးထိခိုက်ဒဏ်ရာရှိ ပြီးတော့စာသင်ကျောင်းဆောင်တစ်ဆောင်လည်းပျက်စီးခဲ့တယ်လို့လည်းသိရပါပါတယ်ခင်ဗျာနောက်မြိုင်မြို့နယ်မကြီးစုရွာကိုလည်းဒီဇင်ဘာ9ရက်နေ့ညနေပိုင်းမှာပခုတ်ကူတပ်မတရတက်ကတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေဒီနှစ်စီးကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီဘုံကျဲမှုအတွင်းမှာကြေးရွာစာသင်ကျောင်းအနီးဘုံကျရောက်ပောက်ကွဲတာကြောင့်ပြည်သူတွေထိခိုက်မှုမရှိတဲ့အကြောင်းလည်းသိရပါပါတယ်ခင်ဗျာ ဒီမော့ဆိုမြို့နယ်အနောက်ချမ်းကိုလည်းအကျန်းဖက်စစ်တပ်ကဒီဇင်ဘာလ9ရက်နေ့ညပိုင်းမှာလေယာဉ်နှစ်စီးနဲ့လေးကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းကတော့ဒီပြည်သူတွေထိခိုက်မှုမရှိဘဲနေအိမ်တွေသာပျက်စီးခဲ့တယ်လို့လည်းဆိုပါတယ်ခင်ဗျာ။နောက်သတင်းတစ်ပုဒ်ကတော့ဒီအမျိုးသားညီညွတ်ရေးအစိုးရကိုဒီဖွဲ့ပြင်းစင်ဖွဲ့စည်းလိုက်တယ်ဆိုတဲ့သတင်းကိုဆက်ပြီးတင်ပြပါမယ်။2020အထွေထွေရွက်ောက်ပွဲမှာပြည်သူလူထုကအနှင်းတဲ့အာဏာကိုကျင့်သုံးပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီဗရင်ရင်ရအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းတဲ့အကြောင်း CRPH ကပြောပါတယ် CRPH ကအခုဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့မှာဝင်ကြီးဌာန၅ခုကိုဖယ်ရှားလိုက်ပြီးတော့ဝင်ကြီးဌာနတချို့ကို စုပေါင်းဖွဲ့လိုက်တာတွေ့ရပါတယ်။ဒီ NUG ကနေနှုတ်ထွက်သွားပြီဖြစ်တဲ့ဒေါက်တာဆာဆာဦးဆောင်ခဲ့တဲ့ပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝင်ကြီးဌာန၊စီးပွားကူးသန်းဝင်ကြီးဌာန၊ဆက်သွယ်ရေးဝင်ကြီးဌာန၊မြို့သမီးလူငယ်နဲ့ ကလေးတငယ်ဆိုင်ရာဝန်ကြီးဌာနစုစုပေါင်းဌာန၄ခုမပါဝင်လာတော့ပါဘူးဒီအစိုးရအဖွဲ့မှသမ္မတဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ဒေါက်တာစုကြည်လိုဆက်ရှိနေပြီးတော့ယာယီသမ္မတအဖြစ်ဒူဝါလက်ရှိလက်ကတာဝန်ယူထားတာဖြစ်ပါတယ်ဒီဥယျာဉ်မူဒေါက်စီမာအောင်ဒေါက်တာဝင်းမြအေးဥအောင်မျိုးမင်းဦးစိုးသူရထွန်းတို့အပါအဝင်ဝန်ကြီးယာဒုအများစုကတော့အပြောင်းလဲသိပ်မတွေ့ရပါဘူး ဒီဒါပေမဲ့လည်းပညာရေးဝန်ကြီးဌာနရဲ့ကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ဒီဝန်ကြီးတာဝန်ယူခဲ့တဲ့ဒေါက်တာဇဝေစုကတော့ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ဝန်ကြီးဖြစ်လာပါတယ်ခင်ဗျာအရင်ကျန်းမာရေးဒုတိယဝန်ကြီးဒေါက်တာရွှေဘုံကတော့ဝန်ကြီးဖြစ်လာပါတယ်ပညာရေးဌာနရဲ့ဒုဝန်ကြီးဒေါ်ချာတွဲပန်းကလည်းပညာရေးဝန်ကြီးဖြစ်လာပါတယ်ခင်ဗျာဒီအလုံသမားဝန်ကြီးဌာနကိုလူမှုကူညီရေးအလုံသမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနဆိုပြီးတော့စုပေါင်းဖွဲ့စည်းလိုက်ပါတယ် လုံသမားရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးဦးကျော်နေကဒီပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ဒုဝန်ကြီးဖြစ်လာပါတယ်ခင်ဗျာနောက်ပြီးတော့ပညာရေးဒုဝန်ကြီးဆိုင်းခိုင်မျိုးထွန်းနဲ့ပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဒုဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ဦးဒေးဗစ်ဂွန်အောင်တို့ကတော့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးတွေဖြစ်လာခဲ့ကြပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့မိုးကုတ်မြို့မှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုဆက်ပြီးတင်ပြကြပါမယ်ခင်ဗျာ မလေးတိုင်းမိုးကုတ်မြို့နယ်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့တစ်ဆိုင်ကုန်းကြေးရွာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတွေကပြောကြပါဗျ။ဒီဇင်ဘာလ6ရက်မှာတိုက်ပွဲဖြစ်ခဲ့တယ်လို့ဒီဇင်ဘာလ9ရက်မနေ့7နာရီခန့်ကဇက်တိုက်တိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါဗျ။တိုက်ပွဲတွေကဆက်ဖြစ်နေသေးပါပဲစစ်တပ်ဘက်ကနေတဖြည်းဖြည်းနဲ့ဂွေးပင်ရွာဘက်ထိဆုတ်ခွာနေတာကိုတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ။ စစ်တပ်ကမြို့နောက်ဖက်ခြမ်းကိုစစ်ကြောင်းထိုးလာတာဖြစ်ပြီးတော့စခန်းကြီးရွာအထိစစ်တပ်ကလက်လွတ်ထားရကတစ်ဆိုင်ကုန်းမှာလည်းစစ်တပ်အကြအဆုံးများတယ်လို့သိရပါတယ်။ဒါ့အပြင်ဗော်မားရွာဘက်မှာလည်းတိုက်ပွဲတွေပြင်းထန်ဖြစ်နေတယ်လို့ဆိုပါတယ်ခင်ဗျာ။ဒီတုံလိုင်းတက်တွေဟာမိုးကုံမျိုးနဲ့နှိဆက်ဆုံးအထိရှိနေပြီးတော့တိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေတာလို့သိရပါဗျာ ဒီဝင်ရောက်တက်ဆွဲလာတဲ့မိုးကုတ်နဲ့မိုးမိတ်ဒေသမှာစစ်စင်ရေးကိစ္စတွေအတွက်မိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးဦးစီးအဖွဲ့ဖွဲ့စည်းထားပြီးတော့အနီးကကြီးကြပ်ကုတ်ခဲကစစ်ကောင်စီရဲ့ရေးပါတဲ့စကန်းကုန်းကိုတင်ပိုက်ထားတဲ့အကြောင်းမြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဒီဇင်ဘာ6ရက်မှာထုတ်ပြန်ထားပါတယ်။ဒီနိုဝင်ဘာလအကုန်မှာမိုးကုတ်နဲ့မိုးမိတ်မြို့ကနေတန်းတက်မတော်တည်နေလေဆုတ်ခွာပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီဒေသတွင်းစစ်ရေးအခြေအနေတွေကိုမြို့သားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကနိုဝင်ဘာ6ရက်မှာပြည်သူ့ကိုပထမဆုံးချိန်အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။ PDF ရုံးချုပ်အနေနဲ့မိုးကုတ်မိုးမိတ်ဒေတာစစ်စင်ရေးစစ်ဦးတီအဖွဲ့ကိုနိုဝင်ဘာ9ရက်ကစတင်ဖွဲ့စည်းခဲ့တာလို့ဆိုပါရယ် PDF တပ်တွေပကဖတ်တွေကိုစုစည်းပြီးတော့တသမတ်တဲ့အမိပေးကုကဲမှုစနစ်အောက်ကနေတစဉ်စစ်စင်ရေးကိစ္စတွေကိုအနည်းကကြီးကြပ်ကုကဲလျက်ရှိတယ်လို့ MOD ကထုတ်ပြန်ထားပါရယ်ခင်ဗျာ ဒီမိုးကုံမြို့ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုနောက်တည့်ရဖြစ်တဲ့နိုဝင်ဘာ30ရက်ညနေ6နာရီကစပြီးအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နိုဝင်ဘာလ30ရက်ကနေဒီဇင်ဘာလ6ရက်အထိတပတ်တာကာလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း9ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီးတော့အရေးပါတဲ့စစ်စခန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်ထပ်တိုက်ပွဲတရင်တစ်ခုဆက်ချင်ပါတယ်အဲ့ဒါကတော့ဖဲခုံနဲ့ပင်လောင်းမြို့နယ်ကတိုက်ပွဲတွေအကြောင်းကိုတင်ပြချင်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်နဲ့ပင်လောင်းမြို့နယ်အစပ်မှာတိုက်ပွဲဖြစ်ပြီးတော့စစ်ဗိုလ်တူအပါဝင်စစ်သား၉ဦးသေဆုံးပြီးတော့၂ဦးလက်နက်ခဲယမ်းနဲ့အတူဖမ်းဆီးရရှိခဲ့တဲ့အကြောင်းတော်လန်ရေးတပ်ဖွဲ့တရင်ရင်းမြစ်တွေကပြောဆိုကြပါတယ်ခင်ဗျာဒီဇင်ဘာလ6ရက်နေ့ကပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အစပ်မှာရှိတဲ့ကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေပူးပေါင်းပါဝင်တဲ့အဖွဲ့ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတာကြောင့်မို့တော်လိုင်းအင်အားစုတွေကတိုက်ခိုက်ခဲ့တာမှာစစ်ဗိုလ်တအူးအပါဝင်စစ်သား9ဦးသေဆုံးပြီးတော့2ဦးကိုအရှင်ဖမ်းမိခဲ့တဲ့အကြောင်းသိရပါပါတယ်ခင်ဗျာ ဒါပြင်ငချင်းမီစက်တနတ်တလက် RPG တလက်တို့အပါဝင်လက်နက်ခဲရအများပြသိသိရရှိခဲ့တဲ့အကြောင်းတိုက်ပွဲမှာလည်းဆက်လက်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီဘက်ကထိနာလျက်ရှိတယ်လို့လည်းသိရပါပါတယ်ခင်ဗျာဒီတိုက်ပွဲကခုချိန်ထိပြင်းထန်နေတော့ပါပဲလက်နက်ခဲရတို့လည်းခဏခဏသိသိရရှိတာရှိတယ်အတိတ်အာရမစုဆောင်းလာတဲ့စစ်မှုတမ်းတွေကိုအသုံးပြုနေတာလို့တော်လိုင်းရဲ့တရင်အရင်မြစ်ကရန်ကုန်ခေတ်တရင်ဌာနကိုပြောသူထားတာပါခင်ဗျာ အဲ့ဒီအကျံဖက်စစ်တပ်စစ်ကြောင်းဟာအင်းလေးတောင်ဖက်ချမ်းကအင်းသားရှမ်းနဲ့ပအိုလူငယ်တွေကိုစစ်တပ်အဖြစ်အရမသူဆောင်လာတာကိုအသုံးပြုပြီးတော့ရှေ့တန်းကအသေးခံခိုင်းလျက်ရှိတဲ့အကြောင်းကြောက်လန့်လို့ခိုင်းတဲ့အတိုင်းမလုပ်ပါကရိုက်နဲ့နှိမ့်ဆက်လျက်ရှိတဲ့အကြောင်းလည်းသိရပါတယ်ခင်ဗျာနောက်တဲ့နေ့ဘုတ်ကတော့ဒီစည်ရေးလူအပ်ချက်အရချောင်းမြို့နယ်အတွင်းကလမ်းပိုင်းတွေအသုံးမပြုဖို့ပကဖကသတင်းထုတ်ပြန်တဲ့သတင်းကိုတင်ပြပါမယ် စကိုင်းတိုင်းချောင်းဦးမြို့နယ်အတွင်းကလမ်းမိုင်းတွေကိုလုံးဝအသုံးမပြုဖို့ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီကနေ့ဒီဇင်ဘာလ၈ရက်မှာထုတ်ပြန်ပါတယ်။စီရဲလိုအပ်ချက်အရမုံရွာမန္တလေးလမ်းမကြီးခင်မုံချောင်းစုံလမ်းချောင်းဦးမြေတဲကျူးလမ်းနဲ့ဒီချောင်းဦးအမြင့်လမ်းမိုင်းတွေကိုမတုံ့ကြဖို့တားမြစ်ထားတာဖြစ်ပါတယ်။ စကစဘကအင်အားတိုးပြီးတော့ရက်ရှိစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတာရောနောက်တစ်ခုကသူတို့ရဲ့လှုပ်ရှားမှုကိုပိုပြီးတော့ထောက်လန်းနိုင်အောင်လမ်းပိုင်းတတ်မှတ်ချက်တွေလုပ်လိုက်တာလို့ချောင်းဘကဖတ်တာဝန်ရှိသူကပြောပါတယ်။ဒီကနေ့ဒီဇင်ဘာလ၈ရက်မနေ့ပိုင်းကချောင်းမြို့နယ်အနောက်မြောက်ဖက်ချမ်းဒီစစ်ကောင်စီကဂျိုင်ရိုကော်ပတာ၂စီးနဲ့ပုံကျဲတာအပြင်လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ။ ဒါပြင်ချောင်းဦးမြို့နယ်ကိုရောက်လေရှိတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကပုံမှန်အင်အားထက်အခုလာဇန်းပိုင်းကစပြီးအင်အားအများပြားနဲ့ရောက်နေတယ်လို့လည်းဆိုပါရယ်။မုံရွာမြို့အနောက်မြောက်တိုင်းစစ်ထနာချုပ်နာမခကနေပြီးတော့ချောင်းဦးမြို့နယ်အနောက်ဘက်ခြမ်းကအမြင့်ရွာနဲ့မြောက်ဘက်ခြမ်းကကြည်ကုန်းကြီးရွာမှာစစ်ကောင်စီတပ်အင်အား400ထက်မနည်းဝင်လာနေတယ်လို့လည်းသိရပါရယ်ခင်ဗျာ။မုံရခိုင်တဲမှာသူစက္ကဆတခြားမြို့နယ်တွေမှာနယ်မြေရှင်းလင်းရေးလှုပ်တာပြီးသွားပြီးကြံနေတဲ့ချောင်းဦးကိုလာတယ်ပေါ့ နမခရဲ့အဝင်အထွက်လည်းဖြစ်နေတော့ချောင်းဦးမြို့နယ်ကိုအဲအပူတုံးတယ်လို့ယူဆတယ်စစ်ကြောင်းကလည်းရက်ရှိထိုးမယ်လို့မြင်တယ်လို့သကိုင်းတိုင်းစစ်ရေးတရင်အရှင်မြတ်ကပြောပါတယ်ခင်ဗျာဒါကြောင့်ဒေတာတွင်ပြည်သူတွေအနေနဲ့စစ်ရေးအသည့်တရီရှိကြဖို့နဲ့ကြိုတင်ပြင်ဆင်ကြဖို့လည်းချောင်းဦးမြို့နယ်ပကပကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်နိုင်ငံပြည်ဟာတိုက်ပွဲတရင်ကိုဆက်ပြီးတင်ပြပါမယ်ခင်ဗျာ စစ်ကောင်စီကနိုင်ငံပြူဟာဘက်ကိုတက်ကူနဲ့ရိခာသက်တိုက်ပို့နေပြီးတော့တော်လိုင်းတက်တွေကကြားဖြတ်တက်ခိုက်တာကြောင့်ဒီဇင်ဘာလဇန်ပိုင်းတဲ့ရုံးမပေါ်မှာတိုက်ပွဲတွေဆက်ပြီးဖြစ်နေပါလေရခိုင်ပြည်နယ်နဲ့မကွေးတိုင်းကိုဆက်သွယ်ထားတဲ့အမ်ဘရန်လမ်းပေါ်ကနိုင်ငံပြူဟာဂုံးပေါ်မှာပိတ်မိနေတဲ့စစ်ကောင်စီတပ်သားတွေစီကိုဗရန်ချိတ်ဆိုင်မဆခ905ကနေတက်ကူတွေပိတ်ပို့နေတာကြောင့်ဒီဇင်ဘာလဇန်ပိုင်းတဲ့ ယူမပေါ်မှာတိုက်ပွဲတွေဆက်ဖြစ်ပွားနေတယ်လို့စီရေးသတင်းရင်းမြစ်တွေကပြောကြားပါတယ်ခင်ဗျာစစ်တပ်ကနိုဝင်ဘာ30ရက်မှာစစ်ကား2စီးဒီဇင်ဘာ4ရက်လောက်မှာတော့လမ်းဟောင်းဘက်ကိုကား3စီးလမ်းသစ်ဘက်ကိုကား5စီးစုစုပေါင်း10စီးထက်မနည်း3စီးတော့တက်ကူရိတ်ခါနဲ့ခရမ်းတွေပေးပို့ဖို့ကြိုးစားနေတာဖြစ်ပါတယ်ဒါကိုတွန်လိုင်းတပ်တွေကကြားဖြတ်တက်ခိုက်တာကြောင့်ကြိုကြားဆိုသလိုထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာလို့ရှေ့တန်းနဲ့နေဆက်သူစီရေးသတင်းရင်းမြစ်ကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာ တက်တွေကအပေါ်မှာတော့ဖွဲ့စည်းပုံပြတ်တဲ့တက်တွေကများတယ်ခမောက်တောင်ဘက်မှာလည်းဒီလန်းသင်းဘက်မှာလည်းထိတွေ့မှုဖြစ်တယ်လမ်းဟောင်းဘက်မှာလည်းထိတွေ့မှုဖြစ်တယ်အများအားဖြင့်လမ်းဟောင်းကပစီထိပဲဒီကောင်တွေတက်လို့ရတယ်လမ်းသစ်လည်းအဲ့လိုပဲလမ်းသစ်ကြတော့မြေလတ်ထိပဲတက်ရတယ်မြေလတ်ထက်ဆိုကုန်ကြီးတောင်မရောက်ပါဘူးဒီခမောက်တောင်ထိပဲတက်လို့ရတာပေါ့ခမောက်တောင်မှာဒီကောင်တွေရှိသေးတာကိုမနေ့ကလည်းခမောက်တောင်ကိုဝိုက်တွဲနဲ့အထုပ်တွေရိတ်ခါလာချသွားသေးတယ်လို့ပြောပြပါရခင်ဗျာ အလတူပဲစစ်တပ်ကနိုင်ငံဗျူဟာကိုလည်းရချားစုသလိုလေကြောင်းကနေရိခါတုတ်တွေချပေးနေတယ်လို့ဆိုပါတယ်။အခုလိုတိုက်ပွဲတွေဖြစ်တာကြောင့်ဗရန်အခြေဆိုင်အမြောက်တပ်ကနေပြီးတော့လက်နက်ကြီးပစ်ခတ်တံတွေကြားနေရသလိုတိုက်လေရင်တွေဖြတ်ပြန်တာတွေလည်းရှိတယ်လို့ငဖက်ဒေသခံတယောက်ကပြောပါတယ်ခင်ဗျာ။လက်ရှိမှာအမ်ဗရန်ယူမလမ်းပေါ်မှာနိုင်ငံဗျူဟာရဲ့ကာကင်းစကန်အားလုံးနှိပါးကိုအေအေနဲ့မဟာမိတ်တွေကထိန်းချုပ်ထားတဲ့အကြောင်း တရင်ချင်းမြစ်တွေကပြောတယ်လို့အခုရပိုင်တဲ့စစ်ကောင်စီတပ်သား၄ယောက်အလင်းဝင်ကထွက်ပြေးလာတဲ့၃ယောက်ကိုလည်းဖမ်းဆီးရမိတဲ့အကြောင်း PRA မကွေးကဒီဇင်ဘာ9ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။နိုင်ရီကန်တိုက်ပွဲနဲ့ပတ်သက်လို့အရကတပ်တော် AA ဘက်ကလည်းအသေးစိတ်ထုတ်ပြန်တာမရှိသေးပေမဲ့ဝန်ရံပိတ်ဆို့ထားတဲ့အကြောင်းကိုပြီးခဲ့တဲ့နိုဝင်ဘာ17ရက်ကအတည်ပြုခဲ့ပါတယ်ခင်ဗျာ။ဒါကြောင့်စစ်ကောင်စီဘက်ကလေကြောင်းနဲ့လက်နက်ကြီးတွေပါတုံးပြီးတော့စစ်ကူရိတ်ခါနဲ့ခရမ်းတွေပို့ဖို့ ျူးစားနေတာဖြစ်ပါတယ်ခင်ဗျာဒီဇင်ဘာလ6ရက်နေ့ညပိုင်းတပြပိတဲ့သတင်းတွေကတော့ဒီပြသာဖြစ်ပါတယ်ခင်ဗျာကြီးစုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ